ခုပြပေးမယ့် site ကလေးကနှစ်ဘူးမှာခွန်6နောက်တွဲเนาะထွက်တဲ့ site ပေါ့เนาะအားလုံးကြည့်အောင်เนาะသူကဒီမှာ၈ထိပ်စီပုံလေးခံတယ်เนาะ၈ထိပ်စီပုံလေး3 4 0 400ပုံလေးခောက်တာเนาะ8ထိပ်စီကပုံလေး3 4 0 4ပုံလေးခောက်တာဒီလို400ပုံလေး8ထိပ်စီကလည်းပုံလေးเนาะအဲ8ထိပ်စီပုံလေးဒီလို4လူခောက်လိုက်တာ ਨੇ တဲ့သူကသူ့ရဲ့ညာဘက်ဆောင်တစ်ပင်နှစ်ပင်တက်လိုက်တာ ਨੇ သူကခွန်ကိုးနောက်တွဲကိုကြာတာเนาะဒါပထမကတ်เนาะဒုတိယကတ်ကဒီမှာရှိတယ် ဒုတိယကကလည်းဒီမှာရှိမယ်နော်ရှစ်ထိပ်စီကပုံသေး6 5ဆို4ပုံနော်4လည်းပုံသေးရှစ်ထိပ်စီပုံသေး4ပုံသေးဒီလိုခောက်ပြီးတာ ਨੇ သူ့ရဲ့ဇောင်းတပင်နှစ်ပင်မှာခွန်ကိုးနောက်တွဲထွက်တယ်နော်ဒုတိယကကတတိယကကဒီမှာရှိမယ်နော်တတိယကကဒီမှာရှိမယ်ရှစ်ထိပ်စီပုံသေးခွန်၃ညခွန်ဆို4ပုံသေးခောက်တယ်နော်ခောက်ပြီးတာသူ့ရဲ့ညာဘက်ဇောင်းတပင်နှစ်ပင်မှာခွန်ကိုးနောက်တွဲကြနော်ဒီ၃ကရှိနော်လောလောဆယ် အဲ့ဒီတုံးကကနေမှကျွန်တော်ခဏလေးကိုဖမ်းပြမယ်နော်အဲ့ဒီမှာသူကပထမကကိုပြန်သွားမယ်နော်အဲ့ဒီမှာခွန်ကိုနောက်တွဲလို့ကြားလိုက်တာနဲ့အဲ့ဒီထဲမှာသူကခွန်ခါရဲ့နောက်ပေါင်းချင်း6ဖြစ်တဲ့အတွက်6ခွန်ပေါ့နော်နောက်ပေါင်းချင်းက6ခွန်ခါပုံလေးဆိုတော့6ခွန်တွဲနေတဲ့စီနီယာကနန်းတစ်ခွက်ထွက်တယ်ဒီမှာနော်6ခွန်တွဲနေစီနီယာကနန်းတစ်ခွက်ထွက်တယ်ပထမကကမှာနော်ဒုတိယကကမှာလည်းသူကဒီတိုင်းပဲ ဒုတိယကံမှာလည်းကိုကခွန်ကိုးနောက်တွဲဖြစ်တဲ့အတွက်ကြောင့်မလို့ရတယ်နော်။နောက်ပေါင်းညင်6ခွန်ကားပုံလေးနောက်ပေါင်းညင်6ဆို6ခွန်တွဲနဲ့စီနီယာကဏ္ဍတကွယ်လိုက်ထွက်ပေးရအောင်နော်။6ခွန်တွဲနဲ့စီနီယာကဏ္ဍတကွယ်ထွက်တယ်။အခုတတိယကံမှာလည်းသူကဒီတိုင်းပဲနော်။တတိယကံမှာလည်းပဲခွန်ကိုးနောက်တွဲကြတာနဲ့ခွန်ကားဖြစ်တဲ့နောက်ပေါင်းညင်6ဖြစ်တဲ့အတွက်60ခွန်တွဲနဲ့စီနီယာကဏ္ဍနော်စီနီယာကဏ္ဍတကွယ်လိုက်ထွက်ပေးရအောင်နော်။ ဟုတ်ပြီအဲ့ဒါဆိုရင်အိုက်ခွန်ကိုနောက်တွဲဖြစ်လို့တဲ့သူက60ခွန်လွှဲနဲ့စီနီယာကနန်းတစ်ခွက်လိုက်ထွက်ပေးရတယ်တဲ့နော်အဲ့ဒီကောင်ထွက်တော့မယ်ဆိုရင်အဲ့ဒီကောင်ကဘယ်အချိန်မှထွက်လဲဆိုတော့သူက၈ထိပ်စီနဲ့ဖရင်ဆာခံခဲ့တဲ့အတွက်နော်၈ထိပ်စီတဲ့၈ထိပ်စီရဲ့အောက်တွင်နှစ်ပင်ဘေးမှာ၈ရှစ်ပါဝါ၃ခါလို့ထောက်တယ်နော်ရှစ်ပါဝါ၃ခါလို့ထောက်ပြရတယ်အဲ့၃ခါရဲ့အောက်တစ်ပွဲနှစ်ပွဲဆင်းလိုက်ပြီးသူ့ဘေးမှာ အိုက်စီမီယာကနန်းလာထွက်တယ်နော်အဲ့ထွက်တဲ့အချိန်မှာသူက6ထိပ်စီနဲ့ထွက်တယ်နော်ဒုတိယကတ်မှာလည်းသူဒီတိုင်းပဲသွားတယ်ဒုတိယကတ်မှာလည်းသူထွက်တော့မယ်ဆိုရင်နဲ့နော်ခွန်9နောက်တွဲကြအောင်နဲ့နော်6ခွန်တွဲနဲ့စီမီယာကနန်းတစ်ခွက်ဒီမှာလိုက်ထွက်တယ်သူထွက်တော့မယ်ဆိုလို့ရှိရင်နဲ့8ထိပ်စီထရိန်စခံခဲ့တဲ့တွဲတဲ့8ထိပ်စီသူ့အောက်တစ်ပင်နှစ်ပင်ပေးမှသူက8ဘဝ3ခါလို့ထားလိုက်တယ်နော် အဲ၃ခါလို့ထောက်ပြတာနဲ့အဲ၃ခါရဲ့အောက်တစ်ပွဲနှစ်ပွဲဒီပဲပေးမှာအဲ၆ခွန်တွဲနဲ့စီနီယာကဏ္ဍတစ်ခွက်လိုက်ထွက်ရနော်သူထွက်တဲ့ချိန်မှာပထမကက်က၆ထိတ်နဲ့ထွက်တယ်ဘူဒုတိယကက်ကခွန်ထိတ်နဲ့ထွက်တယ်နော်တတိယကက်ကျတော့၈ထိတ်နဲ့ထွက်လာနော်သူကတတိယကက်မှာလည်းဒီတိုင်းပဲတဲ့နော်89နောက်တွဲကြောင့်အဲ့နေ့တည်းမှာတဲ့၆ခွန်တွဲ၆ခွန်တွဲနဲ့စီနီယာကဏ္ဍတစ်ခွက်ထွက်တယ် ပထမကံမှာ6ထိပ်နဲ့ထွက်တယ်ဒုတိယကံမှာ9ထိပ်နဲ့ထွက်တယ်အခုတတိယကံမှာ8ထိပ်စီနဲ့69လွဲကိုစီနီယာကဏ္ဍတစ်ခုအပေါ်8ထိပ်စီနဲ့ထွက်လာတာနော်အဲ့ကောင်ထွက်တော့မဆိုရင်လည်းပဲတော့8ထိပ်နဲ့ frame စခံနေတဲ့အတွက်8ထိပ်စီသူ့အောက်တစ်ပွဲနှစ်ပွဲပေးမှာ8ပါဝါ3ခါထောက်တယ်အဲ့3ခါရဲ့အောက်တစ်ပွဲနှစ်ပွဲပေးမှာအဲ့ကဏ္ဍစီနီယာကဏ္ဍထွက်တာနော်ဟုတ်ပြီနော်ပထမကံကိုပြန်လွှာကြမယ်နော်အဲ့တော့ဟုတ်ပြီအဲ့ဒီပြောချင်တာက အဲ့ခိုးကိုနောက်တွဲကြအောင်နဲ့60ခုံတွဲနဲ့သူကအဲ့နေထဲမှာ60ခုံတွဲနဲ့စီနီယာကဏ္ဍတကွက်ထွက်တယ်သူထွက်တော့မှဆိုရင်နဲ့8ထိပ်စီ3ခါထောက်ပြီးကမှသူကအဲ့စီနီယာကဏ္ဍကို6ထိပ်စီနဲ့ထွက်လာတယ်နော်အဲ့ကဏ္ဍထွက်လာ60စီထွက်လာတယ်အဲ့ကဏ္ဍထွက်ပြီးတာနဲ့တဲ့သူကအဲ့ကဏ္ဍဒီနောက်နှစ်မှာသူကပြန်ထွက်တယ်နော်နောက်နှစ်မှာသူကပြန်ကြအဲ့ကဏ္ဍဒီနော်ဒီမှာပြန်ကြတယ်နော်ဟုတ်ပြီအဲ့ကဏ္ဍနောက်နှစ်မှာပြန်ကြတဲ့အချိန်ကျတော့သူက ဒါကနောက်နေ့မှာပြန်ကြရမယ်ဆိုရင်တော့ဘာထောက်ထားလဲဆိုတော့ပထမတစ်ချိန်အဲ6ခွန်6ကြာတဲ့ချိန်မှာပထမတစ်ချိန်6ခွန်6ကြာတဲ့ချိန်မှာသူက8ထိပ်ဒီဖရိန်ခန်းလိုက်လို့8ထိပ်8ပါဝါ3ခါပြီးမှကြာတာเนาะအဲ့ဒီကောင်ကနောက်နှစ်ကိုတော့ပြန်ထွက်တော့မယ်ဆိုလို့ရှိရင်တဲ့သူက8နဲ့ပဲဖရိန်ခန်းထားတဲ့တွေ့တော့ဂွာပေါင်းချင်း8เนาะဂွာပေါင်းချင်း8သူ့ဆောင်မှာ6နောက်ဘေးပုံတွေထောက်တယ်เนาะအဲ6နောက်ဘေးပုံတွေထောက်ပြီးတော့သူ့ဆောင်မှာ အိုက်ကဏ္ဍပြန်ကြရနော်အိုက်ကဏ္ဍပြန်ကြတော့မယ်ဆိုရင်လည်းသူကကွာရှိကွာပေါင်းရင်း၈ပုံလေး၆နောက်ဝိတ်ပုံလေးဖြစ်တဲ့အတွက်တော့ကွာပေါင်းရင်း၈နဲ့၆နဲ့ပေါင်းလိုက်ရင်၄အဲ့၄ဒီ break set လေးလို့ကြာပြီးကမှအဲ့အောင်မှအဲ့၈ခွန်၆ပြန်ထွက်တာနော်ပြန်ထွက်တဲ့အချိန်မှလည်းပဲတဲ့သူက၆ခွန်၈ဆိုတဲ့ကဏ္ဍကိုနောက်ကနေပြန်ပြီး၈ခွန်၆လို့သူကပြန်ထွက်ပေးတယ်နော်နောက်နှစ်မှာထွက်တဲ့အချိန်ကြလို့ရှိရင်အဲ့လိုပြန်ထွက်ပေးရတယ်နော်ဟုတ်ပြီဒါပထမကံနော်ဒုတိယကံကိုပြန်သွားမယ်နော် ဒုတိယကံမှာလည်းသူဒီလိုက်မယ်လေခွန်ကိုးနောက်တည်းကြအောင်နဲ့အဲ့နေ့ထဲမှာ6ခွန်အတွဲလိုက်နဲ့စီနီယာကဏ္ဍတက်ကိုလိုက်ထွက်တယ်နော်သူထွက်တော့မယ်ဆိုရင်8ထိပ်စီ8ဘာဝ3ခါထောက်ပြီးကံမှာဒီမှာလာထွက်တယ်နော်လာထွက်တဲ့ချိန်မှာလည်းပထမကံမှာ6ထိပ်စီနဲ့ထွက်တယ်အခုဒုတိယကံမှာခွန်ထိပ်စီနဲ့အဲ့စီနီယာကဏ္ဍကို60ခွန်လွယ်စီနီယာကဏ္ဍကိုချတာနော်အဲ့ဒီကဏ္ဍဒီတဲ့သူကနောက်နှစ်မှာလိုက်ထွက်တော့မယ်နောက်နှစ်မှာပြန်ထွက်တော့မယ်ဆိုလို့ရှိရင်လည်းဘယ်အချိန်မှာသူကထွက်လဲဆိုတော့ သူကပထမကြိမ်ကြတော့ငါ၈ထိပ်ပုံဒီခံတယ်၈ frame တဲထားတဲ့အတွက်၈ထိပ်၈ပုံသုံးထောက်ပြီးမှကြာတာခုဒုတိယကြိမ်အိုက်ခဏန်းဒီနောက်နောက်နှစ်မှာပြန်ထွက်တော့မယ်ဆိုရင်တဲ့သူ့အဆောင်မှာ꽌ရှိတဲ့ပုံမှန်ခံထားတယ်เนาะ꽌ောင်းချင်း၈ပုံဒီခံတယ်၆နောက်ပိတ်ပုံဒီเนาะအဲ့ဒီဆောင်မှာထွက်တယ် အဲ့ဒီမှာဘွားပေါင်းရှင်၈ကပုံဒီ၆နောက်ဝိကပုံဒီဖြစ်တဲ့တွေ့တော့ဘွားပေါင်းရှင်၈နဲ့ဒီ၆နောက်ဝိနဲ့ပေါင်းရင်၄ဒီ၁၄ break လူကြပြီခင်ဗျာသူကသူ့အောင်မှာအိုက်ကနန်းကိုပြန်ထွက်တာနော်အိုက်ကနန်းထွက်တော့မဆိုရင်လည်းပဲတဲ့သူကခွန်၆၅ကို၅၆ခွန်ဆိုပြီးတော့သူကလက်ပြီးပြန်ထွက်တာနော်ဟုတ်ပြီဒါဆိုရင်တတိယကတ်သွားနော်တတိယကတ်ကဒီမှာရှိမယ်တတိယကတ်ကဒီမှာရှိမယ်ရှစ်ထိပ်စီးပုံတွေခံတယ် ၃လုံး၄လို့ခောက်ထားရယ်နော်အဲ့ဒီကောင်ကဇောင်းမှာမှာခွန်ကိုးနောက်တွဲထွက်ရအဲ့ခွန်ကိုးနောက်တွဲထွက်ထားရင်ဒီထဲမှာတဲ့သူက၆ခွန်တွဲနဲ့စီနီယာကဏ္ဍတစ်ခွက်လိုက်ထွက်တယ်နော်၆ခွန်တွဲနဲ့စီနီယာကဏ္ဍတစ်ခွက်လိုက်ထွက်တယ်ပထမကတ်မှာ၆ထိပ်စီးနဲ့ထွက်တယ်ဒုတိယကတ်မှာခွန်ထိပ်စီးနဲ့ထွက်တယ်အခုတတိယကတ်မှာ၈ထိပ်စီးနဲ့ထွက်တယ်ပြောချင်တာအဲ့၆ခွန်ရှိသည်ဒီပြန်ထွက်တဲ့အချိန်ကြလို့ရှိရင်နောက်ပိတ်တင်းနဲ့ပြန်ထွက်မှာပါနော်အဲ့ဒီကနန်းထွက်တော်မယ်ဆိုရင်၈ထိပ်ပုံဒီခန်းနဲ့၈ပါဝါ၃ခါလို့ထောက်ပြီးကြမှာဒီမှာကြာတယ်နော် အကြပြီးရင်အိုက်ကနန်းဒီနောက်နှစ်ကိုလိုက်ထွက်တော့မယ်ဆိုရင်လည်း तू က shift frame နေတဲခဲ့တဲ့တွေ့တဲ့ကွာပေါင်းချင်း shift เนาะဥမာတော့ shift စိတ်တွေခံတာဒီမှာကွာပေါင်းချင်း shift ကွာပေါင်းချင်း shift ထောက်ထားမယ်သူ့ရဲ့တောင်းမှာ6နောက်ပိတ်ပုံတွေเนาะအဲ့ဒီကွာပေါင်းချင်း shift 6နောက်ပိတ်ပုံတွေရဲ့ဒီမှာတောင်းမှာအောက်မှာလာထွက်ရမှာเนาะပြောချင်တာအဲ့မှာကွာပေါင်းချင်း shift ပုံတွေ6နောက်ပိတ်ပုံတွေကြောင်းနဲ့ကွာပေါင်းချင်း shift နဲ့6နဲ့ပေါင်း၄အဲ့၄ဒီ break 14လို့ကြပြီးခံမှာ အဲ့ဒီကဏ္ဍ6ခုံဆိုတဲ့ကဏ္ဍပြန်ထွက်ရမှာနော်အဲ့ဒီ6ခုံဆိုတဲ့ကဏ္ဍပြန်ထွက်တော့မယ်ဆိုလို့ရှိရင်လည်းပဲတဲ့ तू က6 6ခုံကို तू က6 6နှစ်ကတုံးကလို့ခုံ6 8ဆိုပြီးတော့ तू ပြန်ထွက်ရမှာနော်ဆိုလိုတဲ့သဘောလူကတော့စထွက်လာတော့ကပထမချိန်ထွက်လာတော့က6ထိပ်ခုံထိပ်8ထိပ်နဲ့ထွက်လာတဲ့အတွဲတဲ့အခုတတရဒီကဏ္ဍဒီနောက်တစ်ချိန်ပြန်လာပြီးတော့ဒီမှာပြန်ထွက်တော့မယ်ချိန်ကြလို့ရှိရင်ပထမကံမှာတော့က ပထမကပ်ပြန်သွားမယ်เนาะပထမကပ်မှာတော့6ခွန်8 6ခွန်8ဆိုတော့6ထိပ်နဲ့ထွက်တာအနောက်နောက်နှစ်ကိုပြန်ထွက်တဲ့ခါကျတော့8ခွန်6ဆိုပြီးထွက်တာ6ထိပ်နဲ့မထွက်တော့ဘူးသူ6နောက်ပိတ်နဲ့ပြန်ထွက်လာတာเนาะ6ထိပ်နဲ့မထွက်ဘဲနဲ့6နောက်ပိတ်နဲ့ပြန်ထွက်လာတာအဲဒီ6နောက်ပိတ်နဲ့ပြန်ထွက်ဖို့အတွက်ကိုလည်းပဲသူကကွာပေါင်းကြီး8ပုံတွေထောက်ထားမယ်6နောက်ပိတ်ပုံတွေထောက်ထားမယ်သူ့ရဲ့အောက်ဆောင်မှာထွက်မယ်ကွာပေါင်းကြီး8နဲ့6နဲ့4ဖြစ်တဲ့အတွက်14ဗရိတ်ခံပြီးကမှအိုက်ကနန်ပြန်ကြတာเนาะအဲကြတဲ့အချိန်မှာ6နောက်ပိတ်နဲ့ကြတယ်เนาะပထမထွက်တော့က6ထိပ်6 6ထိပ်ကြီးနဲ့ထွက်ထားတဲ့ကနန်း 6ထိပ်စီနဲ့ထွက်ထားတဲ့ကဏ္ဍဒီဘက်နှစ်ကိုပြန်ကြတဲ့ခါကျတော့6နောက်ပိတ်နဲ့ပြန်ကြတာဒါကိုပြောချင်တာเนาะဒီမှာဒုတိယကံမှလည်းသူကဒီတိုင်းပဲเนาะဒုတိယကံမှလည်း iPhone 9နောက်တွဲထွက်တဲ့နှစ်ထဲမှာတဲ့ iPhone 9နောက်တွဲထွက်တယ်เนาะအဲ့နှစ်ထဲမှာသူက6ခုံတွဲနဲ့စီနီယာကဏ္ဍတစ်ခုထွက်တယ်အဲ့အချိန်မှာသူက9ထိပ်စီနဲ့ထွက်တာအဲ့ကဏ္ဍနောက်နှစ်ကိုပြန်ကြတော့မယ်ဆိုလို့ရှိရင်ね9နောက်ပိတ်နဲ့ပြန်ကြတာเนาะအဲ့တော့9 6ခုံလို့ပြန်ကြတာ ိုက်ကောင်ကြတော့မှဆိုရင်တော့ကောပေါင်းကြီး၈ပုံတွေခံရတယ်၆နောက်ပုံပိတ်ပုံတွေခံပြီးမှသူ့ဆောင်မှကြရတယ်အဲဒီကောပေါင်းကြီး၈နဲ့၆နဲ့ပေါင်းကြီး၄ဖြစ်တဲ့အတွက်၁၄ break လို့ကြပြီးကံမှသူ့အောင်မှသူကလိုက်ရတယ်နော်အခုဒီမှာလည်းတတိယကံမှလည်းသူဒီတိုင်းပဲနော်တတိယကံမှလည်းခုန်ပိုးနောက်တွဲကြအောင်နဲ့အဲ့ဒီထဲမှာ၆ဆက်ခုန်အတွဲနဲ့စီနီယာကဏ္ဍတစ်ခုထွက်ပေးရတယ်အိုက်ကနန်ထွက်တဲ့ချိန်မှာ၈ထိပ်စီးနဲ့ထွက်တယ်အခုပြန်ထွက်ရင်၈နောက်ပိတ်နဲ့ထွက်ရမှာပေါ့နော်ဟုတ်ပြီအိုက်ကနန်ထွက်ပြီးတော့အိုက်ကနန်နောက်နှစ်မှာလိုက်ထွက်တော့မယ်ဆိုလို့ရှိရင်တဲ့သူက ခွာပေါင်းရင်းရှစ်ပုံတွေခံထားတယ်6နောက်ဘိတ်ပုံတွေခံထားတယ်အဲ့အောက်မှာထွက်ရမှာနော်အဲ့ခွာပေါင်းရင်းရှစ်နဲ့6နောက်ဘိတ်နဲ့ပေါင်းရင်14ဖြစ်တဲ့တွေ့တယ်ပြီးခဲ့တဲ့ပွဲစဉ်က14ဘိတ်ကိုရိုက်ခိုင်းတာ14ဘိတ်ရိုက်ပြီးကမှအဲ့ကနန်းဒီပွဲမှာပြန်ကြရမှာနော်ကြတဲ့အချိန်မှာလည်းပဲသူက8ထိပ်စီးနဲ့6 6ခုထွက်ထားတယ်ခဏမှသူက6 6 8ဆိုပြီးပြန်ထွက်ရမှာနော်8နောက်ဘိတ်နဲ့ပြန်ထွက်ရမှာအဲ့တော့ခု6 6 6ခု8လို့ထိုးပေါ့ဗျာနော်ဟုတ်ကဲ့အားလုံးပဲကြိုက်တဲ့လူတွေကတော့ထိုးထားပေါ့ဗျာနော်မကြိုက်တဲ့လူတွေရှောင်းသွားပါအားလုံးပဲကံကောင်းကြပါလိမ့်ဗျာနော်ကိုယ်လက်ပါနော်